နှင်းကိုစုံတဲ့ခြောက်နေရဘာကွာလဲဘလို့ကူးတာမလဲဒါကိုလူနာတော်တော်များများကျွန်တော်လာလာမိပြီဆရာကျွန်တော်ကနှင်းကိုအစိုးလားခြောက်လားပေါ့နော်ကျွန်တော်နာဘလို့ပုံစံမျိုးဆိုပြီးတော့ကျွန်တော်လာလာမိကြတယ်အဲ့တော့ကျွန်တော်ဒီတစ်ခေါက်ကတော့နှင်းကိုအစုံနဲ့အချောင်းနဲ့ဘလို့ခွဲခြားမလဲပြီးတော့ကူးတာပေါ့ဘလို့ကွာလဲဆိုတော့ကျွန်တော်ရှင်းပြပေးပါမယ်မင်္ဂလာပါကျွန်တော်တော့ရေပြားနဲ့ထရီယောဂါမျိုးကို online နေကုသပေးနေတဲ့အစီအောင်ဒေါက်တာနေသာတို့ဖြစ်ပါတယ်နှင်းကိုဆိုတာသူကဒီရေပြားကအသားကြီးခြောက်ပြီးတော့အသားကြီးရောင်ပြီးတော့ရားတဲ့ယောဂါကိုဒါ in လို့ခေါ်ကြတယ်ပေါ့နော်။ဒါအင်္ဂလိပ်လိုတော့ azima သို့မဟုတ် dominated လို့ခေါ်ကြတယ်ပေါ့နော်။အဲ့တော့ဒီ name တွေမှာကျွန်တော်တို့ name ကိုအစိုး name ကို6ဆိုပြီးတော့ကျွန်တော်တို့မြန်မာလူမျိုးတွေမှာခေတ်စားကြတယ်ပေါ့နော်။အဲအပြောများကြတယ်။အဲ့တော့ name ကိုအစိုးဆိုတာတကယ်တကယ်ကကျွန်တော်တို့ဒီ name ကိုရရားနာဖို့ကျွန်တော်တို့ကလူနာရတော့ခါကုတ်တယ်ကုတ်တော့ခါရေပြားတွေကပေါက်ပြဲပြီးတော့ bacteria ပိုးတွေဝင်နေယောဂပိုးတွေဝင်နေမန်းတွေဝင်နေပေါ့နော်။မန်းတွေဝင်ပြီးတော့ကျွန်တော်တို့အနာတွေဖြစ်တယ်ရေစီပူတွေပေါက်တယ် အန်းရည်တွေထွက်တယ်ပေါ့နော်ပြည်တွေထဲတယ်ဒီအနာကြီးဆူဆူကြီးကိုကျွန်တော်တို့ကနင်းကိုအဆူလို့ခေါ်တယ်အဲ့တော့နင်းကိုအဆူဆိုတာတကယ်တကယ်နင်းကိုအချောက်ကိုကုန်ရင်းကနေမန်းဝင်ပြီးတော့ဒီအရည်မန်းရည်တွေထွက်တဲ့ဒီအနှဆူကြီးကိုကျွန်တော်တို့ကနင်းကိုအဆူခေါ်တာပါအဲ့တော့နင်းကိုအဆူ6ဆိုတာတကယ်ဆူလိုက်6လိုက်ပေါ့ဗျာဟိုအနာကုတ်တာများပြီးတော့ဒီအနာဖြစ်သွားရင်ပြီးပြီးတဲ့နာတွေဖြစ်သွားရင်ဒါနင်းကိုအဆူဖြစ်သွားမှာအဲ့တော့နင်းကိုအဆူနဲ့6နဲ့ဟိုဘက်ပြောင်းလိုက်ဒီဘက်ပြောင်းလိုက်ပေါ့တကယ်တမ်းလူနာရဲ့အဓိကကုတ်လို့ကုတ်လို့ဖြစ်တာ နော်အဲ့တော့ကျွန်တော်တို့ new ကိုဆိုခုမယ်ဆိုရင်ခုနဒီပြည်တည်နေတဲ့အနာတွေမန်းဝင်နေတဲ့အနာတွေကိုအရင်ဆုံးပိုးသက်စီတွေနဲ့ကုရတယ်အဲတပတ်ဆယ်လောက်ဒီပိုးသက်စီတွေနဲ့ကုပြီးတော့အနာချက်သွားပြီးအနာ၆သွားပြီးဆိုမှနှင်းကိုအ၆တိုင်းကုရတယ်အဲ့တော့နှင်းကို၆ဆိုတာဘာလဲပေါ့အဲ့တော့ကျွန်တော်ခုနပြောပြရရင်နှင်းကို၆ဆိုတာအသားရေ၆တဲ့အဲ့ဒီနေရာတွေအသားရေ၆တဲ့အသားရေကထူလာပြီးတော့အသားရေကရောင်လာတယ်ရဲလာတယ်ရားလာတယ်ပေါ့ဗျာနော်အဲဒီလိုမျိုးအနာကိုကျွန်တော်တို့နှင်းကို၆လို့ခေါ်တယ်အဲ့တော့နှင်းကို၆ခုမယ်ဆိုရင်ကျွန်တော်အရေးကြီးဆုံးက အစိုးရထိန်းပေးဖို့ပါဒီရည်မြောင်းကိုကျွန်တော်တို့ကအစိုးရထိန်းပေးဖို့အတွက်ကျွန်တော်တို့ဒီအစိုးရထိန်းတဲ့ lazy တွေတောင်းဝင် moisturizer cream တွေ lotion တွေကို link ပေးရမယ်သူကတော့မနေ့ချိန်ညချိန်နဲ့ရည်ထီးပြိုင်းကိုဒီ lotion အစိုးရပေးတဲ့ lazy တွေကို link ပေးနိုင်မှဒီအသားကြီးကအဲမချောက်တော့ဘဲနဲ့ဒီအသားကြီးလေးစုပြေနေပြီးရောရာရင်ချိန်ကိုလည်းပို့ပြီးတက်တာစီမှာဖြစ်တယ်နောက်ပြီးတော့ဒီဟာကို ဘလို့ကုလဲဆိုတော့ကျွန်တော်တို့ steroid ဆိုတဲ့ဆေးနဲ့ကုရတယ်သူကကြတော့ဗောနော်အဲဒါပေမဲ့ steroid ဆိုတဲ့ဆေးတွေကဆီအောင်ညွန်ကြမှာပဲအဲအသုံးပြရတဲ့ဆေးဖြစ်တယ်အဲဘာလို့လဲဆိုတော့ဒီဒီလိမ့်မုံလိမ့်ကြီးတွေမမှန်ဘူးเนาะဘယ်ချိန်ရရမလဲဘယ်ချိန်ဆက်လျက်ရမလဲဒီယောဂအပြင်ဘာလိမ့်စင်းနဲ့ဘလို့ပြင်းအားနဲ့တင့်တုံမလဲဆိုတာဆီအောင်ကဒါစဉ်းစားပြီးတော့ဆုံးဖြတ်ပြီးမှဖြစ်တဲ့ကြောင့်မလို့ဒီလိုယောဂတွေဖြစ်နေဆိုလို့ရှိရင်เนาะအကောင်းဆုံးကတော့ဆီအောင်နဲ့တရားဆွေးနွေးပြီးတော့ခုတောင်မှပြီးတော့ဒီလိုနင်းဝေယောဂတွေကလုံးဝအပြည့်ပြောက်သွားတဲ့ယောဂမျိုးမဟုတ်ဘူး ဘာဖြစ်လို့လဲဆိုတော့သူကဖြစ်စီတဲ့အကြောင်းအရာကိုတိတိကျကျမသိရလို့ပေါ့နော်။ဥပမာကျွန်တော်တို့ပွေးရနာဆိုလို့ရှိရင်မှုကြောင့်ဖြစ်တယ်ဒါဆိုရင်မှုတက်စီပြလိုက်တယ်ဆိုလို့ရှိရင်ဒီပွေးရနာတွေကလုံးဝအမြင်ပြအောင်တက်တာနိုင်တယ်ပေါ့နော်။ဒါပေမဲ့နှင်းဟုတ်ကြတော့အဲ့လိုမဟုတ်ဖြစ်စီတဲ့အကြောင်းအရာတိတိကျမရှိဘူး။ဘာကြောင့်ဖြစ်တယ်ဆိုတော့အကြောင်းအရာတိတိကျမရှိဘူး။သူကမျိုးဗီဇကြောင့်လည်းပါနိုင်တယ်။တခြားမြန်မာအကြောင်းအရာတွေအနေထိုင်စားတော့အထီးတွေ့တွေဒါတွေကြောင့်လည်းဒီနှင်းဟုတ်ရောဂါတွေကဖြစ်နိုင်တယ်ပိုဆိုးနိုင်တယ်တို့ကြောင့်မလို့ကျွန်တော်တို့ကလူနာရှင်ကအနေထိုင်မစင်ခြင်းမှုစားတော့မစင်ခြင်းမှုဆိုရင်ပြင်ပြပြီးတော့ဖြစ်နေမှာပဲပေါ့နော်။ဒါကြောင့်မလို့ကျွန်တော်တို့ နေဖို့ဖြစ်တယ်ဆိုလို့ရှိရင်ဒီချာစနေချာကုသဖို့တကြွနဲ့ဆီအောင်နဲ့တိုင်ပြီးတော့ကုသပါပြီးတော့မိမိကိုဆေးတွေရှောက်လိနေတာတွေမလုပ်ပါနဲ့အဲ့လိုဆေးတွေရှောက်လိနေဆိုလို့ရှိရင်မလိုအပ်တဲ့နောက်ဆက်တွေပြီးတော့ဆူဆူတွေဖြစ်လာနိုင်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ခုပြပြပေးတဲ့အကြောင်းအရာမိတ်ဆွေတွေအကျိုးရှိမယ်လို့ထင်ပါတယ်မိတ်ဆွေတွေအကျိုးရှိရဆိုလို့ရှိရင်ကွန်မန့်မှာ yes လို့ရေးပြီးသွားပါဒီလိုလေးကိုချမ်းမိတ်ဆွေတီအောင် share ပြီးသွားပါတကယ်လို့ကျွန်တော်နဲ့ online နဲ့ yoga ဆွေးနွေးကုသခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ TikTok account မှာရှိတဲ့ Viber တို့မဟုတ် Telegram နံပါတ်ကို high video ဆက်သွင်းနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက် video တွေမှာပြန်လည်ဆုံတွေ့ပါမယ်